ธรรมตยาฤดูမင်္ဂလာပါခင်ဗျာဒီနေ့တင်ပြမယ့်အကြောင်းအရာကတော့အများပြည်သူလေးစားချစ်ခင်ကြင်ညိုတဲ့ဆရာတော်အရှင်အနန္ဒာမလာဘိဝန္ဒရဲ့ဇာတာတော်နဲ့ပတ်သက်တာလေးတွေကိုတင်ပြသွားမှာဖြစ်ပါတယ်ဆရာတော်ကြီးဟာရိုသေစွာလက်အုပ်မိုးရဲ့ဆရာတော်ကြီးရဲ့ဇာတာကို သုံးသပ်တင်ပြခွင့်ပြုရန်လျှောက်ထားအပ်ပါသည်ခင်ဗျာ တင်ပြတဲ့နေရာမှာဆရာတော်ကြီးရဲ့ဇာတာတော်ကိုအပိုင်းဆက်တစ်ပိုင်းနဲ့တင်ပြသွားမှာဖြစ်ပြီးတော့ဒီအပိုင်းနေအနေနဲ့ကြိုတင်အစီရင်ခံရမယ်ဆိုလို့ရှိရင်ဆရာတော်ကြီးကိုဖွားမြင်တော်မူခြင်းနောက်ဆရာတော်ကြီးရဲ့ဇာတာတော်အကြောင်းဆရာတော်ကြီးတရားဓမ္မပညာများသင်ကြားခြင်းနဲ့ပတ်သက်တဲ့အမြင်ရှင်ဆရာတော်ကြီးရဲ့ဂုံတရေကြီးမြင့်ခြင်း စိတ်ဓာတ်မြင့်မြတ်ခြင်းဆရာတော်ရဲ့ဇာတာမှာရာဇာယုံများရရှိခြင်းဆရာတော်ဘုရားကြီးအနေနဲ့တာသနာတာဝန်များကိုခံရွက်ခြင်း ဖြစ်စေတဲ့မြင်ရှင်ဆရာတော်ဘုရားကြီးရဲ့အကြောင်းတင်ကမ်းနဲ့ပြည့်ဝတဲ့တာသနာအာဇာနည်ဖြစ်စေတဲ့အမြင်နောက်တစ်ခုကတော့ဆရာတော်ကြီးရဲ့ဟောပြောမှု တရားဘာဝနာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ဆက်နွယ်တဲ့တီထွင်ဖန်တီးမှု တွေးတောအစဉ်ချင်းရေးသားမှုနဲ့ပတ်သက်တဲ့အမြင်ရှင်နောက်တစ်ခုကတော့နိဗ္ဗာန်ပေါင်းမြောက်စေတဲ့အမြင်ရှင်ဖြစ်တဲ့တရားဘာဝနာ ကြင်ကြံအားထုတ်ခြင်းတွေနဲ့ပတ်သက်တဲ့အမြင်ရှင်နောက်ဆရာတော်ကြီးရဲ့တရားကာလနဲ့ပတ်သက်တဲ့အကြောင်း နောက်ဆုံးတစ်ခုကတော့ဆရာတော်ကြီးရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးအမြင့်အရှင် ကာလလေးတွေကိုတင်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးဆရာတော်ကြီးကိုဖွားမြင်တော်ဘူးကျင်းတဲ့ပတ်သက်တဲ့အချက်လေးကိုတင်ပြပါမယ် ဆရာတော်ကြီးရဲ့ငယ်နာမည်ကမောင်ထွန်းတင်လို့မျက်ခေါ်ခဲ့ပြီးတော့ဆရာတော်ကြီးကို အဖခမီးတော်ဥဆန်လအမိမဲတော်ဒေါခင်တချို့သောအမှတ်တမ်းဒီမှာတော့ဒေါခင်လေးလို့ဖော်ပြထားတာတွေ့ရပါတယ်။နောက်ဆရာတော်ကြီးကိုမွေးဖွားခဲ့တာက1940ခုမတ်လ23ရက်မနေ့33 33 33နာရီ စနေနေ့မှာညောင်မင်းရွာ စင်ကူးမြို့မန္တလေးမှာမွေးဖွားခဲ့တဲ့ဇာတာရှင်ဖြစ်ပါလေ။ဆရာတော်ကြီးရဲ့ဇာတာနဲ့အမှတ်တမ်းတွေရဆရာတော်ကြီးရဲ့မိသားစုဝင်များအားလုံးကလည်းတာသနာပေါင်းဝင်ရောက်ခဲ့တယ်။ဆရာတော်ကြီးရဲ့ဇာတာတော်အရာဆရာတော်ကြီးကိုဓနုလက်တိန်ဆန်းတိန်ရဒီမာတနင်းလာနောက်တနင်းကနေမင်ရဒီမာကြောက်စင်မှာဝေဖွားခဲ့ဆရာတော်ကြီးဖြစ်ပြီးတော့ ဝေဖွားရင်ကာလမှာဆရာတို့ရဲ့ဓနုလက်လက်အန္တာ၃အန္တာ16ဒီမှာကိတ်နက်ကစီးတယ်နောက်တစ်ခါဒီတိတ်ဆန်းတန်နှန်းလာကတော့ပြုတ်ဘဖလကူနီတောက်ကြနက်ကစီးတယ်တင်းငွေကတော့မင်းရဒီမှာစနေနက်ကစီးနေပြီမှာဝေဖွားခဲ့တဲ့ဇာတာရှင်ဖြစ်ပြီးတော့မဟာဘုတ်ဗေဒင်ရ6ကျွန်း နှစ်မှာမွေးဖွားတဲ့ဇာတာရှင်ဖြစ်ပြီးတော့ဆရာတော်ကြီးဟာပုတိဘွားဇာတာရှင်ဖြစ်ပါတယ်ဟုတ်ပါတော့အနောက်တိုင်းရာသီအခွင့်ရမိသားရာသီမှာမွေးဖွားခဲ့တဲ့ဆရာတော်ကြီးဖြစ်ပါတယ်အဲ့တော့ဆရာတော်ဘုရားကြီးရဲ့တရားဓမ္မများတင်ကြားခြင်းနဲ့ပတ်သက်လို့ဆရာတော်တရားဓမ္မတင်ကြားခြင်းနဲ့ပတ်သက်တဲ့အမြင်ရှင်ဒီမှာဒီဇာတာရဲ့၄ဌာန် ဘာဝမှာပါနော်လေးနာသခင်ကြာသာပြေးကဒီကတိကျိုအနေနဲ့ယက်တည်တယ်ကတိကျိုအနေနဲ့ယက်တည်တဲ့နေရာမှာဆရာတော်ကြီးရဲ့ဇာတာမှာကိုရံသခင်နဲ့ပူရှင်ခြင်းကတခုနောက်တော့ကဇာတာမှာအတတ်ပညာနဲ့ပတ်သက်တာအထက်တန်းပညာရင်နဲ့ပတ်သက်တာနဲ့ပတ်သက်တဲ့ငါရံသခင်အင်္ဂါနဲ့ဆရရံသခင်တောက်ကြတို့အင်္ဂေတာချင်းလေးတွေတွေ့ရတယ် ဒီတော့ဒီလေးရန်သခင်ရည်တည်မှုအတိုင်းတာအရာကိုရန်သခင်နဲ့ဘူးရှင်ယင်ဒီပဲဆရာတော်ကြီးကိုအခြေခံပညာများမှာကောင်းမွန်စွာသင်ကြားပြီးတော့ဒီဖွဲ့များအထိကောင်းမွန်စွာရရှိစေခြင်းကိုပေးတယ်ငါရန်သခင်နဲ့ဆရရန်သခင်ဘူးရှင်ချင်းအကြောင်းတွေကတော့ဒီဘူးရှင်ချင်းအကြောင်းအပြင်ပေါ့နော်ဒါဒီမှာတော့ပရိဝဒနာတမ္ပန္နခေါ်တဲ့နေရင်လဲလဲချင်းအမြင်ရှင်တွေအကြောင်းဆရာတော်ကြီးဇာတာမှာပေါ့နော်ဒီမြင်ရတဲ့အမြင်ရှင်ရဆိုလို့ရှိရင်သူက ငါရနဲ့ဆက်ရက်အိမ်လဲတဲ့အားကဆရာတော်ကြီးကိုဖွဲ့လွန်ဒေါက်တာဖွဲ့ရီရရှိစေတဲ့အထိပို့ဆောင်ပေးခဲ့တာဖြစ်ပြီးတော့ဆရာတော်ကြီးတင် जा တဲ့အခါမှာတင် जा တဲ့ပညာရည်တည်အနေနဲ့ပေါ့နော်တွေ့ရတာကကိုရံဘဝမှာ ရှစ်တန်သခင်တနင်းလာရလိုက်တယ်အဲ့လိုကိုရံဘဝမှာရှစ်တန်သခင်တနင်းလာရလိုက်ခြင်းကဒီဇာတာရှင်ဆရာတော်ကြီးကိုပေါ့နော်နိုင်ငံရွက်ချရဝေးဒေသမှာ ပင်ရရများတင် जा စေခြင်းနဲ့ရှင်တန်သခင်ဖြစ်တဲ့အတွက်ကြောင့်ဒီရှင်တန်ဘာဝနဲ့ပတ်သက်တဲ့တရားဓမ္မဗုဒ္ဓသာသနာနဲ့ပတ်သက်တဲ့တစ္ဆာတရားတော်တွေကိုတင် जा မှုကိုပို့ဆောင်ပေးခဲ့ခြင်းဖြစ်တာကိုတွေ့ရပါတယ်။ဒါကြောင့်ဆရာတော်ဘုရားကြီးရဲ့ပညာသင်ကြားရေးအမြင့်ရှင်မှာလေးရန်ဘာဝလို့ခေါ်တဲ့ပညာသင်ကြားရေးအမြင့်ရှင် ကောင်းမွန်ခြင်း၊ကိုရန်ဘာဝလို့ခေါ်တဲ့ဘွဲ့များနဲ့ပတ်သက်တဲ့ပညာရများကောင်းမွန်ခြင်းနဲ့ဒီဘွဲ့တော်နဲ့ပတ်သက်ပြီး နာရံဘာဝနဲ့အပြန်လာနေရင်လဲတဲ့အမြင်ရှင်များတွေ့ရအချင်းကတော့ဇာတာအချင်းကြီးပေါ့နော်ဒေါက်တာဖွဲ့အထိရရှိစေခြင်းနိုင်ငံရချာပညာသင်ကြားခြင်းများကို ရရှိစေတဲ့အထိအောင်မြင်တက်မြောက်ခဲ့တဲ့ဆရာတော်ကြီးဖြစ်တာကိုပူဇော်တင်ပြအပ်ပါတယ်အခုဆက်လက်ပြီးတော့ဆရာတော်ကြီးရဲ့ပတ်သက်တဲ့ဂုံစရီကြီးမြတ်စေတဲ့အကြောင်းလေးတွေပြောပြပါမယ်ဆရာတော်ကြီးဂုံစရီကြီးမြတ်စေတဲ့အကြောင်းမှာ မူလအချက်ဖြစ်တဲ့လက်သခင်ကျိုးဂျာတာပရိလက်သခင်ကျိုးဂျာတာပရိကဇာတန်ရဲ့လေးရန်ဘဝမှာရက်တယ်ရက်တဲ့အခါမှာကိုရန်သခင်တနင်းငယ်တွေဂုံစရီတင့်တယ်ခြင်းကြော်ကြားခြင်းထင်ရှားခြင်းနဲ့ပတ်သက်တဲ့ဂျူကိုရန်သခင်နဲ့ပူးရှင်တယ်အဲ့လိုပူးရှင်မှုကပေါ့ဒီဇာတာရှင်ကိုအောင်မြင်ခြင်းကြော်ကြားခြင်းကိုပေးတဲ့အပြင်ပေါ့နော်ဒီ လေးရန်ဘောင်းမှာကြာသာပရိကျိုရက်တည်ခြင်းဖြစ်စေလေးရန်ဘောင်းမှာကြာသာပရိကျိုမြင်ခြင်းပဲဖြစ်စေသာတာရှင်တယောက်ကိုပျော်ရွှင်ဒုက္ခနဲ့ပြည့်စုံစေခြင်းကိုပေးတဲ့အမြင်ရှင် ဖြစ်ပြီးတော့ဇာတာမှာပေါ့ဆရာတော်ကြီးကိုပိုးရန်သခင်နဲ့လက်သခင်နဲ့ပူရှင်ခြင်းကတော့ဂုံတည်ကြီးမြင့်ကောင်းမွန်ခြင်းကိုပေးစေတာဖြစ်ပြီးတော့နောက်တစ်ခုအမြင်ရှင်ဖြစ်တဲ့ဆရာတော်ကြီးရဲ့ကိုရန်ဘောင်းမှာတနင်္လာကျိုရက်တည်ခြင်းတနင်္လာကျိုဆိုတဲ့စိတ်ကျိုဟာ ကိုရံဘာမှာရက်တည်လိုက်တဲ့အခါမှာဒီလိုအစာတခြင်းတွေဟာစိတ်ထားမြင့်မြတ်ကောင်းမွန်ခြင်းစိတ်ထားအလွန်ကောင်းမွန်ပြီးတော့အများကိုဂရုဏာထားတော့မူခြင်းဆိုတဲ့အမြင်ရှင်ကိုတွေ့ရတာဖြစ်ပါလေနောက်တစ်ခုကတော့ဆရာတော်ကြီးရဲ့အစာတာမှာရာဇယုတ်တည်ကြီးမြင့်စေတဲ့ယုတ်တည်ရရှိမှုအခြေအနေနဲ့ပတ်သက်ပြီးတင်ပြပေးမှာဖြစ်ပါလေ ပထမဆုံးတင်ပြကြင်တာကဆရာတော်ကြီးရဲ့ဇာတာမှာအတိယောဂနဲ့ပတ်သက်လို့ရှင်ဆမ်းမပတ်သက်တဲ့အတိယောဂကငချက်အကိုက်ညီနေတာတွေ့ရတယ်။အဲ့ဒါကဘာလဲဆိုတဲ့ခါကျတော့ဒီတနင်္လာကအဖြစ်စီဒီလက်ကအဖြစ်စီရေတွက်တဲ့ခါမှာ6တန်8တန်8တန်ဘာဝတွေမှာဘုဒ္ဓဘူးဂျူကြာသာပရိဂျူတောက်ကြဂျူရက်တည်လို့ရှင် လက်အတိယောဂရတယ်။ဆမ်းကနေပြီး6တန်8တန်8တန်မှာရက်တည်လို့ရှင်ဆမ်းနဲ့ပတ်သက်တဲ့အတိ ရောဂါရရှိတယ်လို့ဆိုတယ်ဆရာတော်ရဲ့ဇာတာအမှားကြတော့ဒီဆမ်းမရေတွက်တဲ့အတိယောဂမှာဒီဗုဒ္ဓဘူးဂျုံနဲ့ဇာတာပရိကျောရက်တီတဲ့အတွက်ကြောင့်ဒီဇာတာမှာဆမ်းမရေတွက်တဲ့အတိယောဂမှာတစိတ်တိရသဖြစ်တည်တာကိုတွေ့ရပါတယ်နောက်တစ်ခုဇာတာမှာဓမ္မကမ္မအတိပိရိယောဂလို့ခေါ်တဲ့ရာဇယောဂဒီယောဂကတော့ဒီဇာတာရှင်တွေကိုယာတုကြီးယာရုခန်ဒီဘဝမှာ မြင့်မားတဲ့ဂုံတွေနည်းနည်းပေးစေတဲ့ဂုံပုတ် ပေးစေတဲ့နော်ဒီရာဇယုတ်ဖြစ်ပြီးတော့ဓမ္မကံမအဓိပတိယောဂကိုဆရာတော်ကြီးဇာတအမကဘလို့ရရှိထားလဲဆိုတော့ဒီတနင်္လာကရေတွက်အပ်တဲ့ကိုရန်နဲ့ဆယ်ရန်ဘာဝမှာပူရှင်မှုအတိုင်းအတာအရာပေါ့နော်ဆရာတော်ကြီးဒီဒီရာဇယုတ်ဖြစ်တည်တာကိုတွေ့ရပါတယ်အဲ့ဒီရာဇယုတ်ကဇာတမှာဒီပရိဝရဏတံပန်းတာအပြုထားတဲ့အင်္ဂါနဲ့တောက်ကြနေရင်လဲလဲပြီးတော့ ရရှိတဲ့အယုတ်ဖြစ်တယ်။နောက်တစ်ခုဆရာတော်ကြီးရဲ့ဇာတာမှာနောက်ယုတ်တစ်ခုအနေနဲ့ဆရာတော်ကြီးရဲ့စနေဂျိုစနေဂျိုကဇာတာမှာသူကနှစ်တန့်တခင်ဂျိုနှစ်တန့်တခင်ဂျိုဖြစ်ပြီးတော့သူကဇာတာမှာရက်လိုက်တဲ့နေရာကနေအိမ်မှာသွားရက်တယ်။နေအိမ်မှာသွားရက်လိုက်ပြီမဲ့ဒီဇာတာမှာပေါ့နော်ဒီစနေကသူ့ရဲ့ဒီအုတ်ရာဒီတခင်ဂျိုဖြစ်တဲ့တောက်ကြံနဲ့ပူးရှင်လိုက်တဲ့အတွက်ကြောင့်မို့လို့ နေဆာဘင်က ဖြစ်တယ်နေဆာဘင်ကဖြစ်တဲ့အကျိုးရနေဆာဘင်ကယာစာယုအကျိုးကိုခံစားရရှိတဲ့ဇာတာဖြစ်လာတာတွေ့ရတယ်နောက်တစ်ခုဇာတာမှာပဲပေါ့နော်ဆရာတော်ကြီးရဲ့ဇာတာမှာဒီလေးသန်းဘာမှာရက်တည်တဲ့ကတိကျူဇာတာပရိသူကတိကျူဇာတာပရိကလည်းဇာတာမှာပေါ့ဒီလက်ကနေပြီးတော့လေးသန်းပြောက်မှာကြတဲ့အတွက်ကြောင့်မို့လို့သူကဇာတာပရိကျူရဲ့ကောင်းခြင်းဖြစ်တဲ့ ဟန္တာယုတ်လို့ခေါ်တယ်ဟင်္သာတို့ရဲ့တင့်တယ်ခြင်းဆိုတဲ့ယုတ်ရရှိတယ်။ဒါကဒီဟန္တာယုတ်ကတော့ပြေစမဟာဗုဒ္ဓတာယုတ်လို့ခေါ်တဲ့ဒီမဟာလူသားယုံ၅ပါးနဲ့ကယုတ်တစ်ခုဖြစ်တယ်။ဒါကြောင့်ဆရာတော်ကြီးရဲ့ဇာတာမှာအခုကြည့်ရတာဒီရှေ့မှာဒီလက်က၉ရက်ကရစ်တွက်တဲ့ခါမှာလဲ၉ရက်၁၀ရက်နှစ်ခုဒီရာဇယုတ် လက်မရေတွက်တဲ့ဆိုသူအတိကလက်ကရေတွက်တဲ့၉ရက်၁၀ရက်နဲ့လက်ကနေရေတွက်တဲ့၉ရက်ကနေပြန်လဲရေတွက်တဲ့၉ရက်၁၀ရက်နှစ်ခုတည်းလဲရာဇာယုတ်။နောက်တင်းလမ်းမှာရေတွက်တဲ့၉ရက်၁၀ရက်တည်းလဲရာဇာယုတ်ဖြစ်တဲ့တရားရာဇာယုတ်နှစ်ထပ်သဘောမျိုးဓမ္မကံမအဓိပတိယောဂတော်ဖြစ်တည်တယ်။နောက်ပြီးတော့ဒီအဓိယောဂနဲ့ပတ်သက်လို့ရင်စမ်းမရေတွက်တဲ့အဓိယောဂမှာဘုဒ္ဓဖူးကြာတာပရိဒီပါဝင်နေတာတွေ့ရတယ်။နောက်တစ်ခုအခုပြောခဲ့တဲ့ ဒီစနေနဲ့ပတ်သက်တဲ့နေစာပင်ကယောဂရယ်။နောက်ကြာသာပရိဂျူနဲ့ပတ်သက်တဲ့ဟန်တယောဂရယ်တွေ့ရတယ်။ဒါကြောင့်ဒီယောဂဒီရဲ့အကျိုးရလဒ်ဒီဆရာတော်ကြီးကိုပေါ့နော်မြန်မာတဲ့ယာရုတင်နဲ့ဒီအများသူငါအဲ့အတွက်တရားဓမ္မတွေကိုစောင့်ရှောက်နိုင်ခြင်းဆိုတဲ့နေရာကိုရရှိခဲ့ပြီးတော့ဒီအပြင်ပေါ့နော်ဆရာတော်ကြီးရဲ့ဇာတာမှာပဲယာတိဆက်ပြီးတဲ့ခါကျတော့ဒီနဝဲဆက်ကိုကြည့်လိုက်တဲ့ခါကျတော့နဝဲဆက်မှာလည်း ထိုနည်းတူစွာပဲပေါ့နော်ဒီပိစ္ဆမဟာဗုဒ္ဓသယုတ်မဟာလူသာယုတ်၅ပါးအနက်ကယုတ်နှစ်ခုနဲ့ပတ်သက်တဲ့ယက်တည်မှုတွေ့ရတယ်ဒီနဝင်းဆက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ယုတ်တော့တတ်မှတ်တယ်မဟုတ်တော့လေပဲဒီယုတ်ရဲ့အကျိုးကိုရရှိမှဖြစ်တဲ့အတွက်ကြောင့်တောက်ကြကြမလည်းပြယုတ်နဝင်းမှာ ဖြစ်တည်တဲ့အကျိုးအင်္ဂါကြူအုပ်အနေနဲ့နဝင်းမှာယက်တည်တဲ့အတွက်ကြောင့်မို့လို့ရရှိမဲ့ယူစကယုတ် အကျိုးတွေနဲ့ဆရာတော်ကြီးဟာ ရုပ်ပေါင်းများစွာနဲ့တင့်တယ်တဲ့ဇာတာတော်ဖြစ်ပြီးတော့ဒီဇာတာတော်ရဆရာတော်ကြီးသည်သာသနာ့ဝင်ကိုမြတ်မစွာထမ်းဆောင်ပြီးအများပြည်သူအများအတွက်အကျိုးရလကောင်းနေကိုပေါ်ဆောင်ပေးနိုင်ခဲ့တဲ့ဆရာတော်ကြီးဖြစ်ပါတယ်ဒီလိုတင်ပြပြီးတဲ့အနောက်မှာ နောက်တစ်ခုအနေနဲ့ကတော့ဒီသာသနာ့ဝင်ထမ်းတဲ့အများကျိုးဆောင်တဲ့ ဆရာတော်တန်ဃာတော်တွေဖြစ်လာခြင်းနဲ့ပတ်သက်တာအဲ့လိုအမြင်နဲ့ပတ်သက်တဲ့ကြည့်တဲ့အခါကျလို့ရှင်ပေါ့နော်အများသောအားဖြင့်ဒီတန်ဃာတွေနဲ့ပတ်သက်တဲ့အမြင်ရှင်တွေက အရေးကြီးတဲ့လက်တို့လက်သခင်တို့တနင်းလာတို့တနင်းငွေတို့နောက်ပြီးတော့ငါးရံဘာဝတို့ဆယ်ရံဘာဝတို့အစသည်ဖြစ်ပေါ့နော်ဒီဆက်ဆက်မှုလေးတွေမှာဆန္ဒတန်သခင် ရှစ်တန်သခင်၆တန်သခင်အစသည်ဖြင့်ဆက်ဆက်နေလိရှိကြတယ် ရှိတော့ပထမဦးဆုံးဆရာတော်ကြီးရဲ့ဇာတာကိုကြည့်တဲ့အခါမှာစန္ဒတသခင်ကအင်္ဂါစန္ဒတသခင်အင်္ဂါက6တန်းဘာဝကနေရက်ပြီးတော့လက်ဘာဝကိုအမြင်ရှိထားတယ်ဒါတစ်ခုနောက်တစ်ခုကဇာတာမှာ6တန်းသခင်နဲ့9တန်းသခင်ကအိမ်လဲထားတယ်ဒီ9တန်းဆိုဒီမှာဒီဘေဒင်ခေါ်ရခေါ်ကြတာဘာကြသေးလို့လဲခေါ်တယ်ဒီအတိတ်ပစ္စကံအတိတ်ကံဖြစ်တဲ့ပစ္စုပ္ပကံအကျိုးပေးတဲ့ဘာဝ ငါးတန်ဘာဝလည်းဖြစ်တယ်။အဲ့တော့ဒီမှာနှစ်ခု6တန်ဆန္ဒတန်မှာဆန္ဒတန်ကလက်ဘာဝကိုမြင်တယ်။6တန်သခင်နဲ့ငါးတန်သခင်ကနေရင်လဲလဲချင်းဆိုတဲ့ရုပ်ကိုရတယ်။နောက်တစ်ခါဒီ7တန်သခင်ကဇာတာမှာယက်တီတဲ့ခါမှာ9တန်ဘာဝမှာယက်တီလိုက်ပြီးတော့သူက3တန်မှာယက်တီနေတဲ့ဘုဒ္ဓဘူးဆရာတော်ကြီးရဲ့အလုံးနဲ့ပတ်သက်တဲ့ဂျူသာသနာဝင်ထမ်းတဲ့ဂျူဖြစ်စေခြင်းကိုဒီ7တန်သခင်ကပေးခဲ့ပါတယ်။ ဒါကြောင့်ဆရာတော်ကြီးရဲ့ဇာတာမှာနော်ဒီစန္ဒန်သခင်လက်ပါဝမြင်ခြင်း၆တန်သခင်၅တန်နဲ့အိမ်လဲလဲခြင်းနောက်၈တန်သခင်၁၀တန်နဲ့ဆရာနဲ့အပြန်လာမြင်ချင်းတို့ဖြင့်ဆရာတော်ကြီးရဲ့ဇာတာမှာသာသနာတာဝန်ကိုထမ်းကလူဒီလိုအမြင်ရှင်ကိုလည်းတန်ဃာတော်ဒီမှာဒီအမြင်ရှင်တွေကိုတိရှိစစ်စစ်နိုင်တဲ့အကြောင်းတင်ပြပါတယ်။နောက်တစ်ခါဓမ္မတာဝန်များထမ်းရွက်ခြင်းလိုပဲဆရာတော်ကြီးရဲ့ ဒီအလုံးနဲ့ပတ်သက်တဲ့ဂျူသာသနာတာဝန်ကိုထမ်းခြင်းနဲ့ပတ်သက်တဲ့ဂျူကလည်းယက်တည်တဲ့နေရာမှာသုံးနာဘာဝမှာယက်တည်တယ်။သုံးနာဘာဝယက်တည်တဲ့အတွက်ကြောင့်သုံးနာဘာဝသဘောရတရားဓမ္မတွေကို အများသူငါကိုဟောပြောခြင်းဖြစ်ပြီးတော့ယက်တည်လက်တဲ့အလုံးဂျူယက်တည်တဲ့သုံးနာဘာဝဒီကုံရာတီကပဲကုံရာတီသဘောအရတော့ဒီတမ္မာလက်လုံလက်စားပြီးသူတွေအများသူငါတွေ လူတို့လူတန်းစားမရွေးအများတကာကိုတရားတော်တွေနဲ့နော်ဒီဒီကဆရာတော်ကြီးကိုသာသနာတာဝန်အကျိုးအများအကျိုးကိုဖော်ဆောင်ပေးခဲ့တဲ့အမြင့်ရှင်တွေဖြစ်တယ်ဆိုတဲ့အကြောင်းဒီသာသနာတာဝန်ထမ်းရွက်ခြင်းနဲ့ပတ်သက်ပြီးတင်ပြပါရစေ။နောက်တစ်ခါဆရာတော်တန်ဃာတော်တွေမှာပေါ့နော်ပစ္စည်းလေးပါးနဲ့ပတ်သက်တဲ့အကြောင်းတင်ကြံပြည့်စုံစေခြင်းနဲ့ပတ်သက်တဲ့အမြင့်ရှင်ကိုလေဆရာတော်ကြီးရဲ့ဇာတာမှာကြည့်ရှုပြီးတော့ပူဇော်တင်ပြပါမယ်။ အဲ့ဒါကတော့ဆရာတော်ကြီးရဲ့ဇာတာမှာခုနတင်ပြခဲ့တဲ့ဒီနတ်တန်းသခင်ဖြစ်တဲ့စနေဂျိုကငါးရံဘဝမှာရက်လိုက်တယ်ရက်လိုက်ပြီးတော့နေဆပင်က ဖြစ်တယ်ဖြစ်တဲ့အချိန်မှာ နေဆပင်က ရာဇယုတ်ဖြစ်ဖို့အတွက်လာပူးရှင်တဲ့အဂျိုကတောက်ကြဂျိုဆရရံသခင်ဂျိုအဲ့တော့ဇာတာတစ်ဆောင်မှာနတ်တန်းနဲ့ဆရရံနဲ့ပူးရှင်လိုက်ပြီးဆိုလို့ရှိရင်ဒီဇာတာတစ်ဆောင်အတွက်ပေါ့နော်ဒီဒနာယုတ်နဲ့ပတ်သက်တဲ့အလွန်ကောင်းမွန်တဲ့အမြင်ရှင်ဖြစ်တဲ့အတွက်ကြောင့်မလို့ ဆရာတော်ကြီးနဲ့ပတ်သက်တဲ့ဒီပစ္စည်းလေးပါးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကောင်းမွန်ခြင်းကိုပေးတဲ့တောက်ကြံတဲ့ဆန်ဒီပူရှင်ခြင်းကိုတွေ့ရပြီးတော့ဆရာတော်ကြီးရဲ့ចောင်းတင်ခန်းနဲ့ပတ်သက်တဲ့ကြာသာပရိဂျူကိုတော့ကိုရံသခင်ပူရှင်တယ်ကိုရံသခင်ပူရှင်တဲ့နေရာမှာဇာတာမှာယက်တည်တဲ့နေရာမှာပေါ့နော်ဒီလေးရံသခင်ယက်တည်မှုကကောင်းမွန်ပြီးတော့ရာဟုဂျူကလည်းထက်မြင်တဲ့အတွက်ရာဟုကိုကိုရံသခင်ကို မြင်ရှင်နဲ့အတွက်ကြောင့်မလို့အကြောင်းတင်ကမ်းများနဲ့ပြည်စုံစေခြင်းနဲ့အကြောင်းတင်ကမ်းများကိုတည်ထောင်ပြည်သားသမားတို့ကိုပူဇော်ဆောင်ရွက်ခြင်းဆိုတဲ့ကိစ္စအရက်တည်ဘူးဆရာတော်ကြီးကကောင်းမွန်စွာဆောင်ရွက်နိုင်ရခြင်းဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ဆရာတော်ကြီးရဲ့ဇာတာမှာတရားဓမ္မတွေခေါ်ပြောတာတရားဓမ္မတွေထန်တီးမှုတရားဓမ္မတွေနဲ့ပတ်သက်တဲ့တည်ထွင်မှုဆိုတဲ့လူသားတွေနဲ့ပတ်သက်တဲ့အမြင်ရှင်ကိုဆရာတော်ကြီးရဲ့တရားဓမ္မဟောပြောမှုနဲ့နိုင်ရှင်လေ့လာမယ်ဆိုလို့ရှိရင် သုံးနာဘာဝမှာတင်ပြခဲ့တဲ့ဗုဒ္ဓဘူးဂျူဆေရန်သခင်ဂျူရတာကဒီစာပေရေးသားအတွေ့ခေါ်မှုနဲ့ပတ်သက်လို့ရှိရင်အများသူငါကိုတင်ပြတဲ့နေရာမှာစိတ်ကူးအကြံဉာဏ်ကောင်းမွန်ပြီးတော့ဒီတရားတော်တွေကိုရေးသားတင်ပြခဲ့ခြင်းနောက်ပြီးတော့ဒီတရားတော်ဒီကိုပဲပေါ့နော်ဒီအများသူငါကိုပေါ့နော်ခေါ်ပြောပေးခဲ့ခြင်းလေးတွေရှိခဲ့တဲ့အမြင်ရှင်ဖြစ်တယ်လို့ နောက်၅ရန်ဘာဝ၅ရန်ဘာဝကတီထွင်းဖန်တီးမှုဒီနေရာမှာနှစ်ခုရှိတယ်ပေါ့နော်ဒီအများလိလသူတွေအနေနဲ့ဆိုလို့ရှိရင်သုံးရန်ဘာဝသည်စာရေးသားမှုစာပေတီထွင်းရေးစာပေရေးသားမှုနဲ့ပတ်သက်တာ၅ရန်ဘာဝကတော့ပစ္စည်းပစ္စယတွေနဲ့ပတ်သက်ပြီးတီထွင်းဖန်တီးမှုစေကူးအကြံဉာဏ်เนี่ยအထူးကတဲ့သူကတီထွင်ဖန်တီးမှုကိုပေးတာအဲတော့၅ဒဏ်နဲ့၃ဒဏ်နှစ်ခုကောင်းမွန်တဲ့အပြင်ကိုဒီဆရာတော်ကြီးရဲ့၅ဒဏ်ဘာဝမှာရက်တဲ့တောက်ကြဒီလေ เนาะဆရာတော်ကြီးရဲ့တီထရန်ပန်တိမှုဒီအမှုပညာအဆန်သောအတွေးခေါ်တွေရှိမှုကဆရာတော်ရဲ့သုံးဌာန်နဲ့ငါးဌာန်ဘာဝနှစ်ခုမှာကောင်းမှုမှုကိုပေးပြတဲ့အတွက်ကြောင့်မလို့တရားဓမ္မဟောပြောခြင်းတရားဓမ္မအများကိုအများအားနားလည်အောင်ဖော်ဆောင်ပြောဆိုနိုင်ခြင်းတွေရှိပြီးတော့ဒီဇာတာမှာပဲပေါ့နော်ဒီကိတ်ဂျိုကပထမမှာ၄ဌာန်ဘာဝရက်နေရယူတော့သူငါးဌာန်ဘာဝပြောင်းလဲတဲ့ခါမှာဒီကိတ်ဂျိုကဒီအတွေးအကြံနဲ့ပတ်သက်လို့ချင်းအရန်ကောင်းမွန်စေတဲ့ဂျိုဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီကိတ်ကျူကဒီတရားဓမ္မနဲ့ပတ်သက်တဲ့နေမှာတရားဓမ္မကဘဝကနေလွတ်မြောက်ကြောင်းတန်ရာကလွတ်မြောက်ကြောင်းတရားတွေကိုဟောပြောခြင်းအကျိုးတွေကိုပေးပြီးတော့ပေါင်းစည်းရည်တည်ခြင်းကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုဆရာတော်ကြီးရဲ့ဇာတာမှာအများအနည်းငယ်ပေါ့နော်ဒီနိဗ္ဗာန်ပေါင်းမြောက်တဲ့တရားအထုတ်မှုနဲ့ပတ်သက်တဲ့အမြင်ရှင်နောက်ဒီတန်ဃာတော်တွေပဲဖြစ်ဖြစ်လူတွေပဲဖြစ်ဖြစ်ပေါ့နော်ဒီတရားအထုတ်မှုနဲ့ပတ်သက်တဲ့အမြင်ရှင်နဲ့ပတ်သက်တဲ့အကြောင်းလေးကိုတင်ပြပါမယ် အဲ့ဒါတော့ပထမဦးဆုံးအနေနဲ့ဒီဥပဒေစည်းမျဉ်သဘောမျိုးနဲ့တတ်မှတ်ကြည့်မယ်ဆိုလို့ရှိရင်ဇာတာတစ်စောင်မှာဒီတရားဘာဝနာအထုတ်မှုနဲ့ပတ်သက်လို့ရှိရင် ကြည့်မယ်ဆိုရင်ဒီပထမဦးဆုံးအတ္တဘာဝအနေနဲ့ကိုရန်ဆယ်ရန်ဆရရန်ဆန္ဒတန်ဆိုပြီး၄ခုပါမယ်။နောက်ယာတိအနေနဲ့ဘာပါမလဲဆိုရင်ဒနုပါမယ်။မကာရပါမယ်။ကုံပါမယ်။မိန်ပါမယ်လို့ဆိုတယ် နောက်တော့ကဂျိုဒီနေနဲ့ဂျာတာပရေဂျူပါမယ်ရာဟုဂျူပါမယ်စနေဂျူပါမယ်ကိတ်ဂျူပါမယ်ဒီလိုဒီသုံးခုနဲ့ဆက်ဆံမှုနဲ့ပတ်သက်ပြီးဇာတာတော်မှာကြည့်လို့ရှင်ဒီဇာတာအရှင်နဲ့ပတ်သက်တဲ့တရားဘာဝနာအားထုတ်မှုနဲ့ပတ်သက်ပြီးအကြမ်းမြင်သုံးဖို့ပေါ့နော်ခံမနိုင်ဘူးကိုယ်တိုင်ငယ်အားထုတ်မဲ့ဆိုလို့ရှိရင်တော့ဒီဇာတာရှင်တွေကဒီအားထုတ်မှုနဲ့ပတ်သက်လို့ပေါင်းပြောက်ခြင်းကိုပေးစေနိုင်တဲ့အမြင်ရှင်ဖြစ်တာကိုတွေ့ရပြီးတော့ဒီဆရာတော်ကြီးရဲ့ဇာတာမှာကျတော့အဓိကအဖြစ် ဒီမူလရာသီဆက်မှလေနော်အမြင်နဲ့အရှင်ကြီးရှိတော့ညာလည်းပဲအဓိကအပြင်ဒီပြောရတဲ့အတ္တမချက်တွေနဲ့ကိုက်ညီတဲ့အချက်တွေကဒီဆရာတော်ကြီးရဲ့နဝင်းစာတာမှာ တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ဆရာတော်ကြီးရဲ့နဝင်းစာတာမှာပထမဦးဆုံးစန်ဒေဒီဓနုနဲ့ဆက်ဆက်တယ်။နောက်စန်ဒေဒီကိုရန့်ဆန္ဒရန့်ကိုဆက်ဆက်တဲ့အမြင်ရှိတယ်။နောက်ရာဟုဂျူရာဟုဂျူဒီမေယာဒီနဲ့ဆက်ဆက်တယ်။ မကာရရာသီနဲ့မကာရရာသီနဲ့ဆက်ဆက်တယ်။နောက်ဆန္ဒတနဲ့ဆယ်တန်းတို့နဲ့ရာဟုနဲ့ဆက်ဆက်တယ်။နောက်တစ်ခါကြာသာပတိအဲ့တော့ကုံရာသီနဲ့ဆက်ဆက်တယ်။ဆရဒံဘာဝနဲ့ဆက်ဆက်တယ်။နောက်ဆုံးတစ်ခုကိတ်ကိတ်ယူသည်မင်ရာသီနဲ့ဆက်ဆက်တယ်။ဆန္ဒတဘာဝနဲ့ဆက်ဆက်တယ်။ဇာတာရှင်ဖြစ်တာကို တွေ့ပြီးတော့ဒီဇာတာအမြင်ရှင်တွေကိုနဝင်းဇာတာမှာတွေ့ရမယ့်အတိုင်းပြပြထားတာဖြစ်ပါတယ်။ နောက်တစ်ခါဒီဆရာတော်ကြီးရဲ့ဇာတာမှာပဲပေါ့နော်မိသားစုဝင်အားလုံးကလည်းပေါ့နော်ဒီတာသနာပောင်ကိုဝင်ရောက်သွားတယ်လို့ဖတ်ရှုမှတ်သားရပြီးတော့ဒီလိုတော့တရားတော်ပောင်ကိုဝင်ရောက်သွားစီခြင်းကလည်းလေးတန်းဘာဘွားမှာလေးတန်းသခင်ယက်တီတယ်ယက်တီပြီးတော့ဒီယက်တီတဲ့နေမှာကိတ်ဂျူယက်တီလက်ချင်းကမိသားစုဝင်တွေအတွက်ဒီတာသနာပောင်ကိုဝင်ရောက်စီခြင်းအကျိုးကိုပေးစီခြင်းဖြစ်ပွားရှိပါတယ်နောက်တစ်ခုဆရာတော်ကြီးရဲ့ဒီ ကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းလေးကိုတော့တင်ပြပေးပါမယ်။ဆရာတို့ရဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အမြင်ရှင်တွေမှာကြည့်မယ်ဆိုရင် ကျမ်းမာရေးဖြစ်ခြင်းတဲ့ပေါ့နော်။ဒီကျမ်းမာရေးဒီဘလို့ကြောင့်ကြောင့်ဖြစ်တတ်တယ်ဆိုတဲ့သဘောတရားလေးကိုတင်ပြခြင်းတဲ့အခါမှာဆရာတို့ရဲ့ငါးရံဘာဝလို့ခေါ်တဲ့အစာရေးနဲ့ပတ်သက်တာအစာချေရေးနဲ့ပတ်သက်တဲ့ဌာနက၆ဌာနဘာဝနဲ့ပြိနေလဲလဲထားတဲ့ပြိဝေဒနာတံပန္တပြုထားတယ်။ ဒါကြောင့်မို့လို့ဒီအမြင်အရှင်ဒီအစာအိမ်နဲ့ပတ်သက်တဲ့အကျမ်းမာရေးကိုဒီဇာတာအရှင်မှာပေးနိုင်တယ်။နောက်တစ်ခုကရှစ်တန်သခင်ကဗုဒ္ဓဘူးနဲ့နော်ဒီအပြန်လာမြင်တာတယ်။ရှစ်တန်သခင်အမြင်နဲ့နေရာဒီလဲပဲနော်။ရတ္တိတဲ့နေရာဒီလဲတင်ရာဒီဖြစ်နေတာတစ်ချက်ရှိတယ်။ဒါကြောင့်ရှစ်တန်သခင်အမြင်ရှိတဲ့ဗုဒ္ဓဘူးဒီပတ်သက်တာဒီဆရာတော်ကြီးရဲ့ပေါ့နော်။ဗုဒ္ဓဘူးဂျိုနဲ့ပတ်သက်တဲ့အတန်နဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးကို ဖြစ်စီနိုင်ဖို့ရအကြောင်းရှိတယ်။နောက်တစ်ခုဆန္ဒတန်သခင်ရက်တဲ့ဆန္ဒတန်သခင်ရက်တီတဲ့ဘောနော်အင်္ဂါရက်တီတဲ့ဒီ6တန်ဘာဝ6တန်ဘာဝကြတော့သူခါနဲ့ပတ်သက်တာဒီဖြစ်တတ်တယ်။နောက်ဒီခန္ဓာမှာပေါ့နော်ဒီကြောက်ကတုဘာလို့လဲပတ်သက်တဲ့အကျမ်းပါရေးတွေလဲပေါ်ပေါ်ပေါက်တတ်တယ်ပေါ့ဒီမှာတော့ဆရာတို့ရေးစာတာမှာတော့အဓိကအပြင်ခါနဲ့ပတ်သက်တာကိုယူဆထားတယ်။နောက်ခုနကတင်ပြခဲ့တဲ့ တိန်ရဒီမှာရက်တည်တဲ့ရှင်သန်သခင်ရဲ့အကျိုးရဆရာတော်ကြီးသာတာမှာပေါ့နော်နောက်တော့ကသူနောက်ရက်တည်တဲ့နေရာကမင်းရဒီမှာရက်တည်တယ်ရက်တည်ပြီလက်ရှိကာလမှာမင်းရဒီမှာကောဇာစနီအစီအနှင်းကြောင့်တိန်ရဒီသဘောရလက်ရှိနေနေဆိုရင်ဝေဒနာနဲ့ဆိုနှလုံးနဲ့ပတ်သက်တဲ့ကိစ္စရလေးမှာတယောက်မှုရှိနိုင်တယ်နောက်ရင်ဘတ်တို့ဘတ်တို့နောက်ဒီလေဘင်းတို့နဲ့ပတ်သက်တဲ့နေရာလေးမှာ ်ဒီပခုံးလို့လေရင်ပတ်တို့လေဘင်းတို့နဲ့ပတ်သက်တဲ့နေမှာကျမ်းမာရေးတယောက်မှုလေးတွေရှိနေတာဒီကိုတော့တုံတက်တင်ပြကြည်ပါရဲနောက်တစ်ခါဒီဆရာတော်ကြီးရဲ့တရားကာလအကြောင်းလေးကိုတင်ပြပါမယ်ဆရာကြီးရဲ့တရားကာလအကြောင်းတင်ပြတဲ့အခါမှာဆရာတော်ကြီးကကုံကျက်တည်ပြင်းမြင့်တဲ့ဆရာတော်ကြီးတွေနောက်သူတို့ဒီအချင်းသီလနဲ့တရားတော်ကိုစောင့်ရှောက်မှုရှိတဲ့အတွက်ကြောင့်ကောဇာအစင်းင်းကိုတော့အထူးမတင်ပြတော့ပါဘူးတရားကာလအလေးကိုပဲအများသူကသိလို့အကြောင်း တိလိုကြောင်းတင်ပြအပြည့်မှဖြစ်ပြီးတော့ရှာရီရဲ့လက်ရှိကာလမှာဗုဒ္ဓဘူးထူလတတတောက်ကြအန္တရတတကြောက်နေတဲ့ကာလဖြစ်ပါတယ်ရှာရကြီးဗုဒ္ဓဘူးထူလတတစတင်ဝင်ရောက်ခဲ့တာကတော့၄ရက်၆လ2020ကစတင်ဝင်ရောက်ခဲ့ပြီးတော့ဒီဂျိုကဒီဗုဒ္ဓဘူးတတကတော့ကာလကြာရှိ နေသွားမဲ့သဘောရှိပါတယ်နောက်ပြီးတော့သူကလည်းပေါ့နော်ဒီဗုဒ္ဓဘူးဂျိုကလည်းရှာရကြီးရဲ့ ဒီတာလနာဝင်တဲ့ပတ်သက်တဲ့အလုတ်ဂျိုဖြစ်တဲ့ဗိုလ်တပူးဂျိုဖြစ်နေခြင်းဒီစကြောင်းနောက်သူကဇာတာမှာဂျိုကောင်းလဲဟုတ်တယ်ယောဂကာရကဂျိုလဲဟုတ်တယ်နောက်မာရကဂျိုလဲဖြစ်တဲ့နှခုဖြစ်တယ်ပြီးတော့ဒီဆရာတော်ကြီးရဲ့ဗိုလ်တပူးဂျိုကလည်းဇာတာမှာရှစ်တန်သခင်တနင်းလာကအမြင်ရှိတာတဲ့ဂျိုလဲဖြစ်နေခြင်းကြောင့်ပေါ့နော်ဒီဗိုလ်တပူးတစားကာလဒီဇာတာရှင်တို့ကောင်းခြင်းလဲပြီးမယ်ဆိုးခြင်းလဲပြီးမယ် မာရကဆိုတဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စရက်ဒီကိုဟိုပြီးနိုင်မဲ့သဘောလေးရှိပါတယ်အဲ့တော့ဗုဒ္ဓဘုထူရတ္တသာပြီးတော့တောက်ကြအန္တရတ္တသာတောက်ကြအန္တရတ္တသာကဒီဆရာတော်ကြီးရဲ့ဇာတာမှာ28ရက်10လ2023ကစတင်ကြောက်ခဲ့တယ်28ရက်6လ2026မှာပြီးဆုံးမှာဖြစ်တယ်အဲ့ပြီးဆုံးတဲ့ကာလတောက်ကြအန္တရတ္တသာကာလရဲ့အကြောင်းကိုကြည့်တဲ့အခါတော့တောက်ကြအန္တရတ္တသာကာလသည် သူကငတန့်သခင်နဲ့ပူးရှင်နဲ့အတွေ့ရမှလို့သူကမာရကသဘောတော့မာရကမှမှာသူကမာရကသဘောကိုဆန်လာတဲ့အပြင်ကိုသူကဒီစိုးကျိုးပေးတတ်တဲ့သဘောလေးရှိတယ်။ဒါကြောင့်ဒီဆရာတော်ကြီးရဲ့ယောက်ျားအန္တရာတသာကာလတည်ဇာတဇာတအရာပေါ့နော်။ကျမ်းပါရင်းနဲ့ပတ်သက်လို့ဆိုအာနေကျပေးနိုင်တဲ့သဘောလေးတစ်ခုရှိတာကိုတွေ့ရတယ်။နောက်ဒါမှမဟုတ်တစ်ခုပြန်ကြည့်တဲ့အခါကျတော့ဒီတောက်ကြာကဇာတမှာပေါ့နော်။ဘုတ်တဖူးနဲ့သုံးနာဆရဏဖြစ်နေတယ်။ သုံးနာဆရဏဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဇာတာအရှင်ကိုပေါ့အကျွရလကောင်းနေပြိုင်မဲ့သဘောရှိတဲ့နေရာလေးရှိပါတယ်နောက်တစ်ခုဆက်လက်ပြီးတော့ဒီတောက်ကြအန္တရအတ္တပြီးသွားလို့ရှိရင်ဆရာတော်ကြီးရဲ့ဇာတာမှာကြောက်နိုင်တဲ့တတကာလကြည့်တဲ့အခါကျတော့တနင်္ဂနွေတတကာလကြောက်အောင်မယ်တနင်္ဂနွေအန္တရတတကာလကြောက်အောင်မယ်တနင်္ဂနွေအန္တရတတကာလကတော့ဇာတာမှာလဲပေါ့နော်သူက ကိုရံတခင်ကျူဖြစ်တယ်။ရည်တည်တဲ့နေရာလဲကောင်းတယ်။လက်တခင်ကျူလဲဖြစ်တဲ့ဆိုတဲ့အခါကျတော့ဒီအကျိုးစားတာဒသာစားမဲ့အချိန်က6လပိုင်း2026ကနေ9လပိုင်း2029ကာလအထိဖြစ်တဲ့အတွက်ကြောင့်အဲဒီကာလကတော့ဆရာတော်ကြီးအတွက်ပေါ့နော်။ကျမ်းပါရေးနဲ့ပတ်သက်တဲ့ကိစ္စအရက်တွေဆရာတော်ကြီးရဲ့ဒသာကာလကောင်းမွန်တဲ့ကာလဖြစ်တဲ့ကာလလေးကိုတွေ့ရပါတယ်။ဒါကြောင့်မို့ဒီကာလမှာဆရာတော်ကြီးရဲ့ကောင်းမွန်ခြင်းပေါ့နော်။ဒီ ဘုံတည်းမြင့်မာကြော်ကြားစေတဲ့ကိုရံသခင်ရဲ့တသာကာလသည်ကောင်းမွန်ခြင်းရှိမဲ့ကာလတစ်ခု ဖြစ်တာကိုတွေ့ရတယ်။နောက်အဲ့ဒီကာလပြီးတဲ့အခါကျတော့နောက်တသာကာလတစ်ခုကတနင်္လာအန္တရတသာကာလတနင်္လာအန္တရတသာကာလက9လပိုင်း2029ကနေ12လပိုင်း2028အထိအဲ့တော့ဆရာတော်ကြီးအသက်89နဲ့88ပတ်ဝန်းကျင်88 89လောက်အထိပေါ့နော်အဲ့ဒီတနင်္လာတသာအကြောက်တဲ့ကာလကတော့တနင်္လာသည်ဘူလာက ရှစ်တန့်တခင်လည်းဖြစ်တယ်နောက်တစ်ခါဒီထူလတရာဂျိုဖြစ်တဲ့ဗုဒ္ဓဘူးနဲ့အပြန်လန်းမြင်သားတဲ့ဂျိုလည်းဖြစ်တယ်နောက်ဇာတာမာပေါ့နော်ဒီယတ္တိမှုအနေထားအရာကောဘာရကသဘောမဟုတ်တဲ့မရဏသဘောဖြစ်တဲ့ဒီတနင်္လာကျိုရက်တည်မှုဖြစ်တဲ့ကာလမှာတော့ဆရာတော်ကြီးနေတယ်ပေါ့နော်။ကျမ်းမာရေးနဲ့ပတ်သက်တဲ့အားနည်းမှုလေးတွေကျမ်းမာရေးဆိုင်ရာနောက် ကုသခံမှုလေးတွေပေါ်ပေါက်နိုင်တဲ့ဆိုတဲ့အကြောင်းလေးတွေတွေ့ရပါတယ်။ဘာပဲဖြစ်ဖြစ်ဆရာတော်ကြီးရဲ့ဇာတာမှာဘုဒ္ဓဘူးထူလာတသာအကြောက်ချင်းကြီးဒီကတော့ဆရာတော်ကြီးတဲ့အလွန်ကောင်းမွန်တဲ့တသာကာလတစ်ခုဖြစ်တဲ့ဆိုတဲ့အကြောင်းနဲ့အခုလက်ရှိတောက်ကြတသာကာလလေးရဲ့နောက်ဒါမဲ့ဒီတနင်္လာတသာကာလလေးရဲ့ကဆရာတော်ကြီးအနေနဲ့ပေါ့နော်ဒီကြံတာမှုခက်ခဲမှုရှိတဲ့တသာကာလအလေးတွေကိုသာသနာဝင် ထမ်းဆောင်ရင်းနဲ့เนาะအများပြည်သူကိုတရားဘာဝနာများချီးမြှင့်ရင်းနဲ့ကြော်လွားဖြတ်ကျော်နေမဲ့ဆိုတဲ့အကြောင်းဆရာကြီးကြီးကိုဂုံပြုပူဇော်ရင်းနဲ့ယူသေးစွာရှိကူကြော့လိုက်ပါတယ်နားဆင်သူများလည်းကြားမှာအချမ်းသာအလူကပြေးကြပါသည်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်